အားလုံးပဲမင်္ဂလာပါသူရင်ပင်ချင်းပိတ်ဆွေများအတွက်ဗဟုသုတလေးအနေနဲ့ပေါ့အာချင်းချုပ်လေးကျွန်တော်ညဝေပေးมาဖြစ်ပါတယ်ဒီ channel ပတ်သက်ပြီးတော့ပေါ့နော်ချင်းကတော့ကျွန်တော်တို့ကရင်ပြည်နယ်ပေါ့နော်ကရင်ပြည်နယ်က channel လေးပါလူရင်ပင်ကတော့တက်တန်း9နှစ်10နှစ်ရှိပါပြီဗျဒါပေမဲ့အပွင့်ပွင့်လာပြီးတော့ကျွေကျွေသွားတာပေါ့နော်နုံးပြီးတော့ကျွေသွားတာကိုကျွန်တော်တို့တွေ့ရပါတယ်ဗျအပွင့်တွေကျွေရချင်းရဲ့အကြောင်းရင်းကတော့ကျွန်တော်တိတလောက်လေးနဲ့ညဝေပေးมาဖြစ်ပါတယ်သူကနေအောင်ချီလုံလောက်မှုမရတာရဲ့မြေဩဇာပေါ့နော်ကျွေတဲ့အခါမှာထိရောက်မှုမရတာရဲ့ပေါ့နော်မြေဩဇာကိုကျွန်တော်တို့ကျွေတဲ့အခါမှာ ဘယ်လိုလဲဆိုတော့ကျွန်တော်တို့အပင်ငယ်တုန်းကစားဆိုင်တုန်းက15 15 15ပတ်လဲဆိုတာပြတာတော့မှန်ပေမဲ့လည်းပဲကျွန်တော်တို့အပင်ကြီးလာတဲ့အခါအတီးတွေအပွင့်တွေယူတဲ့အခါမှာဒီ15ပတ်လဲကြီးပဲပေးလို့မရတော့ပါဘူးနောက်တစ်ခုကဒီချက်မှာကျွန်တော်တို့ဒူးရင်ပင်တက်တက်စိုက်ထားတာမဟုတ်ပါဘူးအာအပင်ကတော့ခြားထားတာ25 25ပေခြားတော့ဟုတ်တယ်သို့တော့ဒီအပင်တွေရဲ့ခြားမှာဟောပေါ့ကွန်းသီးပင်တွေစိုက်ထားတာတွေ့ရတာပေါ့နော်ဒီအပင်ကကွန်းသီးပင်နဲ့ဒူးရင်ပင်နဲ့ပြိုင်ပြီးတော့ကိုတက်နေတာကိုကျွန်တော်တွေ့ရပါတယ်ဗျအဲ့ဒီခါကျတော့ဘယ်လိုမျိုးတွေဖြစ်လာတာလဲဆိုတော့အပင်တွေက ဟိုတပင်နဲ့တပင်နဲ့လောင်းတွေထိပြီးတော့ကျွန်တော်တို့နေရောင်ခြည်ကိုလုံလောက်မှုမရဘဲနဲ့ကျွန်တော်တို့အပွင့်ပွင့်လာပြီးတော့သူ့ရဲ့အပွင့်ဖျားတွေကမဲပြီးတော့ခြောက်ပြီးတော့ကျွေသွားတာပေါ့နော်အဲ့ဒါတွေညာတော့အဖြစ်အဲ့ဒီလိုမျိုးတွေဖြစ်တာများပါတယ်ဗျကျွန်တော်တို့ကအတူရင်းပင်ကအရွယ်ရောက်လာပြီးလို့ရှိရင်နေရောင်ခြည်ကိုအရန်ကိုလူလာပါတယ်ဗျနေရောင်ခြည်လုံလုံလောက်လောက်ရမှတာလင်ကျွန်တော်တို့အသေးအပွင့်တွေအောက်မှာဖြစ်ပါတယ်ဗျဒါတော့အပင်စိတ်လို့ရှိရင်ဒါမျိုးတွေဖြစ်တတ်ပါတယ်ဒါကိုချစ်မိတ်ဆွေများကိုမျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဗျအားလုံးနေကောင်းကြပါစေခင်ဗျ